ဗြမစာရိဆိုတာမြတ်သောအကျင့်ကိုကျင့်တယ်။ဗြမစရိယတိခါပုဂ္ဂိုလ်ထိမ့်သိမ်းဆောက်ရှောက်ကြတယ်။အဲ့လိုလုပ်ပြီးတရားဓမ္မနဲ့ပျော်မွေ့ပြီးတော့နေလိုက်ကြတာ။ဘုရားကောင်းမှုတွေလုပ်ပြီးတော့နေလိုက်ကြတာ။အနှစ်နှစ်သောင်းနဲ့နေရမှတော့သူတို့လုပ်ခဲ့တာ။အနှစ်နှစ်သောင်းပြည့်တဲ့အခါကျတော့ဒီလိုပဲဘဝတစ်ခုဟာဘလောက်ပဲအသက်ရှည်ရှည်နောက်ဆုံးကြတော့အဆုံးသတ်ရတာပဲ။ ဘဝရဲ့ဏီကုံဆုံးရောက်သွားပြန်တဲ့အခါကျတော့တဘဝပြောင်းကြပြန်ခုနလိုပဲအဲ့ဒီလူဘဝဆုံးသတ်တဲ့အခါကျတော့တာဝရိန္ဒနတ်ပြည်ရောက်တယ်တဲ့ဒီကုံဗဒ္ဒကုံကလာလောင်းထရာအမျိုးသမီးတွေအဲ့လိုနတ်ပြည်တွေမှာကောင်းရံသူတိဘုံတွေမှာဆင်းဆဲမပြတ်ရောက်ပြီးတော့ဘဝခရီးကိုဆက်ပြီးတော့ရှောက်လိုက်တာဂေါရမမြတ်စွာဘုရားလက်ထက်တစ်ခါပြန်ပြီးတော့သူ့ရဲ့ပါရမီဘဝဟောလာကြတယ် အခုကသဗ္ဗဗျာလက်ထက်မှာကောမာရီဗြဟ္မစရိယအကျင့်နဲ့ကျင့်နေတာဒါပါရမီဘဝပဲပေါ့သမဘဝမဟုတ်ဘူးရတော့ချင်းကျင့်နေပါရမီဘဝပဲဘောရမမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါကျတော့ရာဇဂျူပြည်မှာပစ္စည်းဥစ္စာအလွန်ကျွဲဝတဲ့တထေးကြီးရဲ့တဥရီသောသမီးလေးလာဖြစ်ပြန်တယ်ရှင်လေသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်ပါ လူတွေတန်းနေဒါကြောင့်မို့လို့တထေးအိမ်မှာလူလာဖြစ်တယ်တထေးသမီးဖြစ်တယ်ဘဝဆိုတာလူတွေမှာသယောခြင်းနဲ့ပြောင်းလောင်ခြင်းကလွတ်တယ်ဆိုတာခါရှာရှာဘဝရဲ့လောကဓာတ်ခံရတယ်ဘာကြောင့်ခံရလဲလူတွေရဲ့စိတ်တွေစိတ်ထားပတ်ဝန်းကျင်နေထားကြောင့်ခံရဒီမျိုးသမီးလေးကပါရမီဘဝရင့်တန်လာလင့်ကစား တထေသမီးဆိုတော့အိန္ဒိယထုံးစံပဲအရွယ်လေးရောက်လာတာနဲ့တကြိုင်နဲ့မိဘတွေကကြက်ကြက်တဲတဲထိမ့်သိမ့်ဆောင်ချောက်တယ်အိမ်အောင်မစင်ရဘူးအိမ်ပေါ်မှာနေတယ်ကြားဘူးကြပါလိမ့်မယ်ဘုံ90တင်ထားတယ်ဆိုတာလေအဲ့ဒါလို့ခုနှစ်ထပ်တိုက်ကြီးအပေါ်တတ်မှထားလာအဲ့ဒီတော့ခုနှစ်ထပ်ပဲရန်ကုန်မှာအခုထပ်၄၀လို့ပြောလို့တော့ရှိတယ်အဲ့ဒါလို့ခုနှစ်ထပ်တိုက် ဘုံ90မှာထားပြီးတော့မိဘတွေကအပြင်အထွက်မခံအောင်အသွားမခံအမျိုးသမီးငယ်တို့ရဲ့ဘဝဟာအရွယ်ရောက်လာပြီဆိုလို့ရှိရင်စိတ်လှုပ်ရှားတာတို့စိတ်ကစားတာတို့ဆိုတာဘဝကပြီးတဲ့အတိတွေဒါတွေကိုတော့ဘယ်သူမှမလွန်ဆန်နိုင်ဘူးပေါ့နော်ဘဝရဲ့အတွေ့အကြုံတွေရသူတို့ရဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်လာတဲ့ဟောအရွယ်ရောက်လာပြီဆိုရင် ဩဒီတထေသမီးလေးကလည်းပဲမိဘတွေကဘလောက်ကြက်ကြက်တဲတဲ့ဆောင်း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 လေးသာပြူရင်းပေါက်ကနေကိုကြည့်တီတီကြည့်တာလူဆိုတာကိုကြိုက်တာတွေ့သွားရင်မလွယ်ဘူးเนาะအဲ့လိုပါရမီရင့်တန်နေတဲ့ပါရမီရှင်မဖြစ်တော်လဲသူဘာတော့တွေ့တော့လို့ဆိုအေးရာဇကျုပ်ပြီမှာရာဇောသားတယောက် တော့ရာဇဝင်ရာဇဝင်ကြီးဆိုတော့မိမိသာရမင်းကြီးအုပ်ချုပ်နေတာပဲမိမိသာရမင်းကြီးဆိုတော့သောတာပန်ပဲသောတာပန်အုပ်ချုပ်ပြီမဲ့လို့ခုနကရာဇောသားကိုရာဇောသားပြစ်ဒဏ်ပေးရတာကတော့ရှိတာပဲเนาะမင်းကြီးကိုယ်တိုင်ကတော့တတ်ခိုင်းတာတော့မလုပ်ဘူးတက်ခိုင်းတယ်သူ့မှာတေးစီလူတဲ့စိတ်တော့မရှိဘူးတော့တော်တော်ဖြစ်တယ်သို့တော်ဘယင်ကိစ္စဆိုတာသူဆုံးဖြတ်ပြန် အင်းရာဇောသားတွေသူဆိုင်ရဆိုင်ရဥရိတိုင်းစီမံဒါပဲပြောဗေမိတာရမင်းကြီးကဒီသောတပန်ဘုရင်ကြီးစိတ်မိတ်ပေးတာလေးကိုကြည့်သောတပန်ဘုရင်ကြီးစိတ်မိတ်ပေးတဲ့စကားလေးပဲကြည့်ပေါ့တခါတော့ဗေမိတာရရဲ့အင်္ဂမကရဆိုတဲ့တိုင်းကြီးနှစ်တိုင်းဒီနိုင်ငံတော်အတွင်းမှာ တိုင်းစုံပြိပနေဇတ်ဒေတာတွေမှာပေါ့တပုံတွေထတာတပုံတွေထတော့ခါကြတော့ဒီသတင်းတွေဘင်းမင်းကြီးစီအစင်ခန်းနေစင်ခန်းတော့ဘင်းကဗာပြောတော့ဆိုအေးတပုံတွေထတယ်ဆိုလို့ရှိရင်လူတွေကဟိုပြေးရဒီပြေးရနဲ့ဟိုပုံးရဒီပုံးရမဖြစ်ဘူးလားတိုင်းပြည်မှာလှုပ်လှုပ်ရရဖြစ်တဲ့အခါကျတော့သူကဘုရင်ကအမိန်ထုတ်တယ် စစ်မဲ့ဆိုင်ရာအမတ်ကြီးတွေအရင်ကလို့သွားပြီးတော့လုံုံစိတ်ချပြီးတော့ကြီးပွားတိုးတက်အောင်ဆောင်ရွက်ကြလို့ခိုင်းတာသူခိုင်းတာအကောင်းဘက်ပဲခိုင်းတာတိုးတော့စစ်မဲ့ဆိုင်ရာအမတ်ကြီးတွေကဘလို့နားလဲတော့ဆိုအေးတတ်ရမယ့်ပုဂ္ဂိုလ်တတ်မှာတပုံနေဓမြရေဆိုဖမ်းမယ်တတ်မယ်ပေါ့ဟုတ်လားနေနေမယ်ဖမ်းမယ်ထောင်ချမယ်တတ်မယ်ဖြတ်မယ် ော်ဒါလူလူစင်တခုပဲဒါဒါပေမဲ့ဘုရင်ကြီးကဟိမင်းတို့သွားဖမ်းပတ်ဒီလိုတော့အမိတ်မချဘူးသူကတော်တယ်မင်းပစ္စန္တံဗနေအုတ်စီနထာနေဇတ်ဒေတာတွေစီပင်အောင်တော့လှုပ်ချကွာလို့ခိုင်းလိုက်တာပဲဒါမှသူခိုင်းတာစီပင်အောင်လှုပ်ခိုင်းတာသူကအစီပင်အောင်လှုပ်ပုံလုံးကြီးတွေတော့သူမပြောဘူးပေါ့နော်အေးဒါကြောင့်မလို့အေးရာဇောသားဆိုရင်မင်းတို့ရာဇောသားဥပရိ တိုင်းဆောင်ရွက်ကြဒီတိုင်းပြည်မှာရာဇဝတ်သားတွေနဲ့ဒီအေးချမ်းချမ်းပြည်သူတွေအေးချမ်းချမ်းနေထိုင်ရအောင်စီမံကြဒါပြောမှာပဲသူကအဲ့လိုစီမံကြလို့ပြောတဲ့အခါကျတော့ခိုးဆိုးတိုက်ခိုက်နေတဲ့ရာဇဝတ်သားတယောက်လက်ပြန်ကြိုးတုတ်ပြီးတော့တည်ရန်ပေးမှာပေါ့အဲ့ခက်ကထုံးတာတိုင်း အဲ့ဒီရာဇဝသားတယောက်ကိုဖမ်းပြီးတော့လာတာကိုခုနတထေသမီးကသူ့အိမ်လေးသားပြတဲ့ကလှမ်းကြည့်။မြင်ရတယ်ခုနထဆိုသိပ်မမြင်ဘူးဆိုမြင်ရတယ်ပေါ့ကောင်းကောင်း။သူ့အိမ်သားကဖြတ်သွားတာလား။သူ့စိတ်ထဲမှာတနာတဲ့စိတ်ဝင်ရုံနဲ့မကဘူးကျင်နာတဲ့စိတ်ဝင်သွား။ဝင်တဲ့အခါကျတော့သူ့အဖေကိုပြောတယ်။ဒီတခိုးကဲတင်ပေးပါပေါ့။ဆိုပြီးတော့ သူနဲ့မှမပေါင်းဖက်ရလို့ရှိရင်သူသေးပါလိမ့်မယ်လို့ပြောတာအဲ့တော့မိဘဆိုတာလည်းသားသမီးကိုအမြဲတမ်းချစ်တာပါချစ်တဲ့အခါကျတော့သမီးဆန္ဒမလွန်နိုင်လို့တထေးကြီးကဝေးတထောင်ပေးပြီးတော့ဒါဆိုသားအလဲအလဲလှုပ်လိုက်တာဖြစ်ဖြစ်ပါလိမ့်မယ်နော်အစားထိုးလိုက်တာဖြစ်လိမ့်မယ်အဲ့ဒီတခိုးကိုတိတ်တဆိတ်လဲပြီးတော့ယူလိုက်ပြီးတော့သမီး စိတ်ချမ်းသာပါစေဆိုပြီးတော့အဲ့ဒီတခိုးအဲ့ဒါသမီးဆန္ဒအတိုင်းသမီးရှိဖို့ပြေးတာဒါလူရဲ့စိတ်ဟာအမတန်မဆန်းကျယ်တယ်သို့တော့ဒီတခိုးကိုမြင်မြင်ချင်းဘာဖြစ်လို့ဒီလိုဖြစ်တယ်လဲဆိုတော့ဘဝကအကြောင်းတော့ရှိမှာအတိတ်ဘဝတုန်းကအိမ်အောင်ဖက်ခဲ့တဲ့ပုံကိုလည်းဖြစ်နိုင်တယ်သို့တော့ဒီနေရာမှာအဲ့ဒီဇာလန်းအကြောင်းအထူးမပြောတော့ဘူးပေါ့ ဒါမျိုးကလူတွေမှာတစ်ခါတလေကိုယ့်ကိုစဉ်းစားကြည့်တစ်ခါမှမမြင်ဘူးပဲနဲ့မြင်မြင်ချင်းခင်မင်သွားတဲ့ပုံကိုရှိတခါမှမတွေ့ဘူးပဲနဲ့မြင်မြင်ချင်းမုန်းသွားတာလည်းရှိတာအဲ့ဒါဟာနောက်ကျောင်းတော့ရှိတာကိုမသိတဲ့အကြောင်းတရားတွေအဲ့ဒါမျိုးကြတော့ unknown cause လို့ပြောတာ unknown cause ကိုမဖော်ထုတ်နိုင်ဘူး အကြောင်းမရှိဘူးပြောတာမဟုတ်ဘူး cosmless လို့ပြောတာမဟုတ်ဘူး unknown cause အကြောင်းကိုမသိဘူးအကြောင်းတော့ရှိတယ်အဲ့ဒီတထေသမီးလေးဟာလည်းအဲ့ဒီလိုစိတ်လှုပ်ရှားပြီးတော့ဒီရာဇောသားကိုမှသူကတဏ္ဍဆွဲဖြစ်သွားတာမြင်ယုံလေးနဲ့တဏ္ဍဆွဲဖြစ်သွားတော့မိဘတွေကအရာလက်လျော့ပြီးစီမံပေးရတယ်အေးတထေသမီးလေးက ဒီရသောသားလူโซကြီးကိုချက်လိုက်တာမပြောနဲ့ဒါချက်အဲ့လိုနေရင်ကနေဒီလူကြီးကလည်းရသောသားကလည်းဒီတထေသမီးကိုတတ်ပြီးတော့ဒီပစ္စည်းဥစ္စာတွေကဘယ်လိုယူရမှာမလဲဒါပဲတွေးနေကြည့်လူဆိုတာတော့တော်တော်ခက်တယ်ဝါသနာချင်းကမတူဘူးဟိုလူကတခိုးဆိုတာကသူကပစ္စည်းပဲကြည့်မှာပဲဒီပြေမကြည့်ဘူးလေလူတတ်ပြီးပစ္စည်းယူဖို့ပဲဒါပဲကြည့်နေတယ်သူက ဘယ်တော့မှငါဒီတတ်ပြီးတော့သူယရဏပစ္စည်းတွေယူရပါမလဲဘယ်တော့မှအခွင့်အရေးရပါမလဲဒါပဲတွေးနေသူကအတော့အံ့ဩစရာကောင်းတဲ့လူရဲ့စိတ်ဟာဘယ်ဘဝကပါလာတဲ့အနုတ္တိယဓာတ်တွေဆိုတာတော့မသိဘူးပေါ့တခိုးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲဒါပါရမီလို့တော့မခေါ်ရဘူးပေါ့သူ့ရဲ့ဇယိုက်ဆိုးဟာ ခုမှပေါ်လာတာတော့မဟုတ်ဘူးဒီဇယိုက်ဆိုးဟာ အတော်တော်ကိုဟိုအခြေခံကောင်းကောင်းနဲ့အတိုက်အအောင်နဲ့ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ပဲပြောရမှာ